အင်နာကသူတို့အားလုံးကိုမိကွန်တစ်ခုမေးလိုက်၏ wave ကဝေဘာချက်အမှန်တကယ်ပူပြီးစိတ်ချမ်းသာတယ်လို့နင်တို့ထင်ကြသလားသူစိတ်ချမ်းသာမယ်လို့ငါချင်းနေဂျက်စီကဖြေ၏ငါတော့မချင်းဘူးခိုရီကပြောသည်သူကဒီဇိုင်းနဲ့ပြုပြင်မမှန်ရေးကုမ္ပဏီတစ်ခုတွင်ဒါရိုက်တာဖြစ်နေသူ wave လိုလူသားတွေငါတွေ့ခဲ့ဘူးလေကွာသူတို့ဟာချိန်ငယ်တွေနဲ့ဘဝရဲ့စီးစိမ်ချမ်းသာတွေကိုတန်းကြပြီးဝေဘာလိုပဲဇလန်းစားခဲ့တဲ့သူတွေပါ သူတို့ဟာပါရမီချူးချွန်သူတွေဒါကြောင့်ကိုပိုင်ဒိန်ငယ်တွေပိုင်ဆိုင်နိုင်စွမ်းရှိတယ်ပိုင်ဆိုင်ခွင့်ရှိတယ်လို့ယုံကြည်ကြတယ်ဒါပေမဲ့သူတို့ဒိန်ငယ်တွေမောင်ပိုင်စည်းလက်ခံရရောသူတို့ဟာလူအဖွဲ့စည်းအပေါ်စိတ်ချင်ပေါက်လာရောသူတို့ကမေးလိုက်မယ်ငါဒိန်ငယ်ကိုနေရာရွှေ့ရအောင်သူတို့မှာဘာလို့ပိုင်ခွင့်ရှိလို့လဲလို့ဒါပေမဲ့ငါဒိန်ငယ်ကိုတခြားလူတွေဘာဖြစ်လို့မရွှေ့နိုင်ရမှာလဲလို့တော့မမေးဘူးလေ ဒီဟာကချမ်းသာကြွယ်ဝမှုနဲ့မြို့ပြတော်ကြောင်မှုကိုဖန်ကြီးပေးတယ်။ငါကတော့ချိန်ငယ်မျိုးကလေးလက်ပတ်ပုံကိုကြိုက်တယ်။သူစနစ်ကလူတအူးကိုလှုပ်ဆော်တဲ့တွန်းအားပေး။ brand ကောက်ဒီမှာနေရတဲ့ဘဝမျိုးတော့မကြိုက်ရေးချမကြိုက်သေးတာပဲ။အဲဒီမှာ whip လိုလူစားကအပြုတ်သဘောဆောင်တဲ့အလုပ်ဆိုလို့ဘာတခုမှလုပ်ဖို့ရတာမဟုတ်ဘူး။အဲ့ဒီလိုလုံမဲ့အစားအတိတ်ပဲမရှိရဲ့မိခိုးတွေကိုတနှုံနှုံထိုင်စင်စားပြီးအချိန်ဖြုံးနေတာကလားအဲ့ဒီမိခိုးတွေအတွက်အပြည့်ဆိုးလာတာရှိချင်မှရှိမှာ ဂျွန်ကမပွင့်တပွင့်နဲ့တူတူညင်ညင်ဝင်ပြောတယ်။ငါတို့မေးရမယ်အရေးပါအရာရောက်တဲ့မိကုံးကမင်းအမှန်တကယ်လိုချင်တတ်မှတ်တာဘာလဲဆိုတာပဲဖြစ်တဲ့လေငါထင်တယ်။ခဏကြာသွားသည့်အချိန်ဘသူကမှဘာမှမပြော။စီမံအုပ်ချုပ်မှုပုံစံတွေနဲ့ပတ်သက်လို့ငါညီနဲ့ငါသဘောထားကြွေးကြတော့ငါမဖြစ်မနေစုံဖြတ်ချက်တခုချရတော့မယ်ဆိုတာငါဝန်ခံပါတယ်။ တင်ငယ်ဆိုတာငါလိုချင်တက်မှတ်တာဘာမှဆိုဖြစ်နိုင်နေလေငါလိုချင်တက်မှတ်တာဘာလဲငါမိသားစုပိုင်းအလုပ်ငန်းကြီးလားဒါမှမဟုတ်ညီကိုနှစ်ယောက်ချားမှအနောင်ဖွဲ့ထားတဲ့အမြင့်တာတရားလားဒါပေမဲ့အဲ့ဒီအချိန်အဲ့ဒီအနေအထားမှာငါသဘောပေါက်လိုက်တယ်တင်ငယ်ဆိုတာတစ်ချိန်တည်းမှာနှစ်မျိုးစလုံးမဖြစ်နိုင်ဘူးလို့ဒီတော့ကြံတဲ့အစိတ်အပိုင်းတွေကိုတန်ရောစင်ဖြတ်မပြစ်မီငါတကယ်ထိန်းထားချင်တာဘယ်အပိုင်းလဲဆိုတာအဆုံးဖြတ်ရတော့တာပေါ့ဒီတော့မင်းဆိုလို့ရင်းက friend ကအဆူဆန်သည် ငါဆိုလိုရင်ကဒီလိုกว่าဟုဂျွန်ကပြန်ဖြေသည်ငါတို့တစုံတယောက်ရဲ့ဒင်ငယ်ကိုမောင်းပိုင်စီရဲ့အခါတို့ဒင်ငယ်တစ်စိတ်တစ်ပိုင်းကိုလည်းစုံလို့ရတာပဲကွာငါတို့ကလူတွေလေအကျွတ်တွေမှမဟုတ်ပဲတော်တွေဥပဒေဆိုတာအကျွတ်လိုအစင်းနဲ့တော်ဝါရီနဲ့ပဲဆိုင်တာတခြားတော်ဝါရီစီကခိုးယူရဲဆိုတာတဘာဝအပြုတ်အမူတရက်ပဲဒါပေမဲ့တို့လူသားတွေကြတော့ဒီလိုပြုတ်မှုကိုလက်တွေ့ကြတယ်ငါဆိုရင်ငါပြုတ်မှုခဲ့တာမှန်ကန်ရဲ့လားဆိုတာဒီနေ့အထိတောင်အပြတ်မပြောနိုင်သေးဘူး ငါညီရဲ့ထင်းငယ်ကိုရွှေ့ပြောင်းပြလိုက်တဲ့အတွက်သူ့ရဲ့ဘဝအမြင်ပြောင်းလဲသွားမလားပြောင်းလဲသွားတဲ့သူ့အမြင်သူ့တော်သားဟာတသက်လုံးပြန်တက်လို့မရအောင်ဆွေဆောင်နေတော့မလားလော်ရာကဝင်ပြောသည်ဝိဘာကနိုင်ရန်ပေါ်မှာစားထားချောင်းရေးခဲ့တာအဲ့ဒါကြောင့်ဖြစ်မယ်ထင်တယ်တဲ့ငယ်တွေပိုင်ဆိုင်ရတဲ့အတွက်အမင်းအမှန်တကယ်ပဲစိတ်ချမ်းသာမှုရရလားဆိုတာလေဂျွန်ကပြောသည်မှာ အောင်မြင်မှုဆိုတာဒိန်ငယ်အပိုင်စီရာကဖြစ်ပေါ်လာတာဒိန်ငယ်လိုက်ရှာလို့တွေ့ရကဖြစ်ပေါ်လာတာမဟုတ်ဘူးဆိုတာငါအခုမှသဘောပေါက်စာပြူလာတယ်ကွာတင်ငယ်ရှာပုံတော့ဖွင့်နေသူတွေဟာအကန်ကိုပဲအားကိုးနေကြရတာသူတို့ကန်ကောင်းထောက်မှရဲ့တင်ငယ်တွေလောက်လောက်လာလာအဆုဆောင်မိမယ်အဲကန်မကောင်းအเจ้าမလာရင်တော့သူတို့အိုကြီးအိုမဖြစ်ပြီးကုကူကူကာဝယ်နိုင်စွမ်းမရှိတော့တဲ့အချိန်မှာသူတို့တင်ငယ်ကိုအပိုင်စီခံရမှာပဲမင်းပြောထားတဲ့ဇက်လန်ကအရန်စိတ်ဝင်စားစရာကောင်းပါတယ်စတီဗင် နိုင်ငံဆောင်ကော်ပိုရေးရှင်းကြီးဖြစ်သည့်စီတာဘူးအင်တာပရိုက်စ်တွင်စီမံခန့်ခွဲရေးမှူးချုပ်ဖြစ်နေသည့်ရစ်ချက်ကအမှတ်ချက်ကြသည်။ဒါပေမဲ့ငါတို့ဘဝတွေမှာဒီဆက်လန်းကိုဘယ်လိုအသုံးချကြမလဲ။ရစ်ချက်ကအမြဲတစေတန်တရားဝါဒီဖြစ်ခဲ့သူ။သို့သောသူနဲ့ယင်းဒီကျွမ်းဝင်သူများကတော့သူသည်အနာကြီးကြီးခွဲခွဲဘဝအကွေအပြောင်းအချို့တွေ့ကြုံခဲ့ရကြောင်းသိထားကြသည်။ သူသည်သူ၏ဒုတိယအိမ်ဆောင်နှင့်ကွာရှင်ပြည့်စည်ထားသည့်မှာတိတ်မကြသည်သို့သောရစ်ချတ်သည် သူ့ဇနီးကိုချစ်နေစေရှိသေးသည်သူ့ဇနီးကသူ့အားဆုံးပြစ်သွားခြင်းမှာသူ့ဇနီးကိုကြင်ကြင်နာနာယွယွရရမရှိပဲလစ်လျူရှုထားသောကြောင့်ဖြစ်သည်ဟုရစ်ချတ်ကအယုံကြည်နေ၏ အကယ်၍သူသာကြာကုတ်ကြခဲ့အလုံးမလုံးလျင်ယခုသူတို့လက်ထဲမှာရှိနေသည့်ဒင်ငယ်ကိုပိုင်ဆိုင်နိုင်မည်မဟုတ်တော့ယခုလောလောဆယ်သူတို့ပိုင်ဆိုင်နေသည့်ဒင်ငယ်စုသည်မှာသူတို့ဤမော်တော်ကားများအကျွေးဝယ်ကပ်ပြားများနောက်ပြီးသူတို့ရဲ့ဆိုင်ကြီးရဲချက်ကဒီအချက်ကိုသူဇနီးနားလေသဘောပေါက်စေခြင်းသည်တိုးပေမဲ့သူဇနီးကသူမြင်သလိုမမြင်ခဲ့လူတက်ဦးသည်ဒင်ငယ်အားလုံးကိုတပြိုင်နက်တည်းပိုင်ဆိုင်ခြင်းလို့မရဘူးဆိုမှတော့သူ့အနေဖြင့်ရွေးချယ်မှုပြုလုပ်ရတော့မည်ပေါ့ သူ့ဘဝအီတင်ငယ်သည် သူ့ဇနီးဖြစ်လျင်ဖြစ်သူမဟုတ်လျင်သူ့အလောဖြစ်ရတော်မည်အစပထမပိုင်းတုန်းကတော့အမျိုးသမီးကအနောက်ပြောင်းနေသည်လို့ပဲရစ်ချတ်ထင်ငယ်၏သူ့ဘဝတွင်ဝမ်းကြောင်လုပ်ငန်းရော အချစ်ပါနှမျိုးစလုံးအရယူပိုင်ဆိုင်နိုင်သည်ဟုစိတ်ထဲအချင်းမှတ်ခဲ့၏သူတို့ကခုတော့သူ့အမားကို သူသိမြင်လာပြီတဘောပေါက်လာပြီအလောက်တခုလည်းပုံမှာအာယုံနှိမ့်ထားခဲ့သည့်အတွက်အချစ်စနီးကိုဆုံးရှုံးလိုက်ရပါပြီကော စတီဗင်ကသူ့အတွေ့အကြုံကို ပြောပြသည်ငါဆိုရင်ဒိန်ရဲ့ရွေးချယ်မှုအပိုင်းမှာအချီတုံချတုံနဲ့ဝေခွဲမရအဖြစ်လေရှိခဲ့တယ်ကွာငါကအားလုံးကိုလိုချင်တာဒါပေမဲ့တခြားတစ်ခုရဖို့အတွက်လက်သေးကတစ်ခုကိုစွန့်လို့ရတာမကြမကြပဲလေနောက်တော့ငါလှုပ်ရှားမှုတွေရပ်ပြီးဒီအကြောင်းကိုစစ်စစ်ဆက်ဆက်စဉ်းစားကြည့်တော့တယ်တကယ်လို့ငါရှိမှငါမျက်စိနဲ့တအံ့မြင်နေရတဲ့ဒိန်ရဲ့အားလုံးကိုတပြိုင်တည်းမရနိုင်ဘူးဆိုရင်တော့ငါရွေးရတော့မယ် ရွှေဆိုလည်းငါနဲ့တက်တဲ့အနံ့အရသာနဲ့ပြည့်စုံတဲ့အချိန်လေးကိုပဲရွှေရတော့မှာပေါ့အဲ့ဒီအချက်ကိုနားလေသဘောပေါက်ပြီးရဲ့နောက်ပိုင်းမှာရွှေချင်မှုတွေပို့ပြီးရှင်းလင်းပြတ်သားလာတယ်အရင်တုန်းကတော့တို့တို့တွေအားလုံးအာသာမပြေကြဘူးငါတို့လက်တွေထဲမှာအချိန်လေးတွေအပြည့်အရှံရှိနေပြီလားနောက်ထပ်အချိန်လေးတစ်ပတ်ကင်မှုတောင်နေရာမရှိတော့ဘူးဒါတောင်တို့မှရှိနေတာလောက်နဲ့တို့တို့တွေမတိတ်တိတ်မရောက်ရခဲ့ကြဘူးနောက်ထပ်တင်ငယ်လေးတစ်ဖက်တွေးလိုက်တိုင်းတို့ရင်ထဲမှာရမတ်ဆန္ဒတွေတပွားပွားရှန်တက်လာတာပဲ ဒီတော့အဲ့ဒီဒိငယ်အစ်စ်ကိုလှမ်းယူရောအဲ့ဒီလိုလှမ်းအယူမှာအလက်သေးကရှိရှိသမျှဒိငယ်တွေလွတ်ကြကုန်တော့တာပေါ့ငါပြောထားတဲ့ဇက်လန်လေးမှာစပိုက်တာကဟိုးဝေးလံတီကောင်နဲ့အရက်ဒီတာမှာရှိပြီးအနံ့အရတာပိုကောင်းမုံရတဲ့ဒိငယ်ရဖို့အတွက်သူ့လက်သေးကဒိငယ်ကိုစွန့်လွတ်ခဲ့တယ်လေဒါပေမဲ့နောက်ဆုံးမှာတော့သူဟာသူ့အချင်းကိုရောအာထုံမှုကိုပါအလဟာတာဖြုံတီပြစ်ခဲ့မိပါလားဆိုတာသိသွားရတယ်နစ်ဆိုလိုရင်းကိုငါနားလေပြီး ငါတို့မှာအမေကျော်တွေတော့လွမ်းတဲ့အကျင့်ရှိတဲ့ကြရတယ်လေငါတို့ရဲ့အကျင့်ငယ်ဟာတခြားလူတွေရဲ့အကျင့်ငယ်ချက်တဏီတက်ဖို့အရေးအသွေးညံ့နေတာရှိပဲလေဒီတော့အကျင့်ငယ်တည်ရဖို့ငါတို့ရဲ့အကျင့်ငယ်ဟောင်းကိုစွန့်ပြစ်ကြရမလားစကန်ပါလက်ထဲကစပိုက်တာလူယူထားတဲ့အကျင့်ငယ်ဟာခါတက်နေပြီးသူ့အကျင့်ငယ်မကိုက်ညီပဲဖြစ်နေတာကိုလည်းမမေ့ကြနဲ့အောင်အင်နာကကောက်ချက်ချသည် ဟုတ်တယ်နင်ပြောတာသိမှန်တာပေါ့ဟု စတီဗင်ကအထောက်ခံသည် ဘသူတင်ကဲငါနေရရွှေ့လို့ရမြင်လဲဇလန်းကိုကြားရပြီးတဲ့အခါငါလိုချင်တာဘလိုတင်ကဲအမျိုးအစားလဲငါမလိုချင်တာဘလိုတင်ကဲအမျိုးအစားလဲဆိုတာပို့ပြီးသိလာတယ်ဟာတချိန်တည်းမှာပဲအဲ့ဒီထိုးထွင်းသိမြင်မှုကိုငါအမှုတန်းတွေစီကိုဖြန့်ဝေပေးခဲ့တယ် အရှင်တို့ကဆိုငါအမှုတိုင်းတော်တော်များများဟာအချိန်ငယ်ရှာဖို့ငါကုမ္ပဏီကထွက်ပြီးတခြားကုမ္ပဏီတွေကိုကူးပြောင်းသွားတတ်ကြတယ်။ခုတော့ဒီထိုးပေါက်သိမြင်မှုကလေးလက်ဆွဲပြုပြီးသူတို့ဒီမှာပဲဆက်နေပြီးငါတိုင်ငယ်ရှာရမှာငါကိုကူညီကြဖို့ဖြောင်းပြန်လာချခဲ့ရတယ်။တိုင်ငယ်အများဆုံးရှာနိုင်သူဟာငါကုမ္ပဏီမှာအစုရှယ်ယာတွေရမယ်။အဲ့ဒီနည်းနဲ့သူတို့ဟာသူတို့ကိုယ်ပိုင်တိုင်ငယ်တွေရလာမယ်။ တကယ်လို့သူတို့အလုပ်တွေကိုစိတ်အားထက်ထက်တန်တန်လုပ်ကြမယ်ဆိုရင်သူတို့ထင်ငယ်ကိုဘယ်သူကမှနေရာရှိမှမဟုတ်ဘူးလို့သူတို့ကို ပြောနိုင်တဲ့အတွက်ငါအကြီးအကျယ်အခြေနဲ့အားရမှုဖြစ်ရတယ်ကွာသူအကအဂျွန်က စတီဗင်ကိုမေးသည်ဒါဆိုမင်းကုမ္ပဏီမှာဇလန်းတွေကဇက်ကောင်အားလုံးရှိတာပေါ့နော် Whisper Spider We Weaver Slin နဲ့ Scamper တို့လိုဇယိုက်ရှိသူတွေလေဟုတ်တယ် Who Stephen ကပြန်ပြောသည် အဲဒီဇက်ကောင်၆ကောင်ထဲမှာငါတို့သတိရိယာကြီးစွာနဲ့မျက်စိတားထောက်ကြည့်နေရမှာကတော့ Whisper နဲ့ Spider လိုဇရိုက်ရှိသူတွေပဲကွာ Spider ကအမွှေးပြန်ပြီးရတာထူခဲ့မဲ့တင်ငယ်ကြီးတုံးပုံပေါက်နေတယ်ဒါပေမဲ့သူကချော့ဝင်တတ်တတ်ပဲ Whisper ကတော့တမျိုးကွာသူ့ရဲ့တင်ငယ်ပိုင်ဆိုင်ခြင်းနဲ့ရမတ်ဆန္ဒကတည်ပြီးပြင်းထန်လွန်တာကို Whisper လိုလူစားမျိုးကိုစက်ကြဖက်ပြိုင်မယ်ဆိုလိုကတော့မင်းတို့တရားရုံးမှာရင်ဆိုင်ရမှာပဲ ဒါပေမဲ့ Whisper ကိုစီးပွားရေးလုပ်ဖို့ကင်ပတ်အနေနဲ့ပေါင်းရင်တော့မင်းချမ်းသာကျွယ်ဝလာမယ်။အဲ့ဒီလိုလူစားကစီးပွားရေးလုပ်တဲ့အတတ်ပညာကိုအရေးရေးလဲလဲတက်ကြွတာကွာ။ Whip ကြတော့မိတ်ဆွေတဦးအဖြစ်ပေါင်းလို့ရတယ်။ဒါပေမဲ့စီးပွားရေးလုပ်ဖို့ကင်ပတ်အဖြစ်ပေါင်းလို့တော့မနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ဒသနဆရာတယောက်ဟာအကြောင်းကိစ္စတွေကိုရောနှောရှုပ်ထွေးကုန်လို့ပဲ။ ဝေဘာကတော့ငါတို့တော်တော်များများနဲ့တူပါတယ်။ရမတ်ဆန္ဒတွေကဒုနေတေပြီးတော့အဆောင်စီထိမ့်သိမ်းရမယ်ကိုချင်းတရားတွေကတပုံကြီးလေ။အဲ့ဒီလိုလူတယောက်ရဲ့လှုပ်ရှားမှုကိုကြိုပြီးဟောကိန်ထုတ်ဖို့မလွယ်ဘူး။သူဟာဖုံးတော်ကြီးတပားလိုဖျားတရားယူတည်ကိုင်းဆိုင်ပြီးစိတ်ကောင်းစေတနာကောင်းဖြစ်မယ်။အဲ့ဒီကြားရဲကပဲစိတ်ကူးနဲ့မှန်လို့မရတဲ့မဖွဲမရအပြုအမူတွေကျူးလွန်ခြင်းကျူးလွန်နိုင်တယ်။ စလနက်စကန်ပါတို့ကတော့အရှိတရားကိုလွယ်လွယ်ကူကူလက်ခံသိနိုင်တဲ့အတွက်တွေတသက်ပဲသူတို့ရဲ့စိတ်သဘောထားကကြောက်တိုင်းကြောက်ခဲလို့ခိုင်းပါတယ်အကြိမ်ကြိမ်အခါကအချက်ကတလဲလဲရှုံနေမှုတွေကသူတို့ရဲ့စိတ်ဓာတ်ကိုပြက်ပြားသွားအောင်မဖြစ်နိုင်ဘူးသူတို့ဟာအချိန်ငယ်ရဖို့အဖန်ကြလဲလဲထွက်ရှာနိုင်တယ်နောက်ပြီးအချိန်ငယ်ရမယ်ဆိုရင်ဘာမဆိုလုပ်မယ်ဆိုတဲ့သဘောရှိတယ်သူတို့ဟာအတော်ဆုံးဝမ်းကြောက်လုံးဝဆိုင်ရာ မန်နေဂျာတွေဖြစ်နိုင်တယ်အတွက်တွေဟာအတော်ဆုံးမန်နေဂျာတွေပဲ ။ဘာဖြစ်လို့လဲဆိုတော့သူတို့ခံယူထားတဲ့ဘဝဘေးတာဝန်ကဒင်ငယ်တွေများနိုင်သလားအများများရအောင်ရှာဖို့။နောက်ပြီးသူတို့ရဲ့ဒင်ငယ်ကိုနေရာအရွှေ့ခံရတာလောက်ကတော့သူတို့အတွက်အာမန်ဖြစ်ရောဖြစ်စဉ်ဖြစ်ရတခုပဲလေ။ခိုးကခက်လောင်လောင်ပြောသည်။သူ့စကားကိုစတီဗင်ကအရှိသည်။ပြီးမှပြောသည်။ဒီစုံတယောက်ဟာအောင်မြင်ခြင်းနဲ့ဆိုရင်ကြွတကောင်အဖြစ်နဲ့တာထွက်ရမယ်။ငါတို့အားလုံးအဲ့ဒီလိုပဲတာထွက်ခဲ့ကြရတယ်မဟုတ်လား။ သူတင်ငယ်ကိုသူများမောင်ပိုင်းစီးသွားတဲ့အခါမကြုံမလောက်တုံ့ပြန်တတ်တာအကျွတ်တမျိုးပဲရှိတယ်။နောက်ပြီးတခြားသူတွေရဲ့တင်ငယ်ကိုအာသာငန်းငန်းလိုချင်တတ်မှတ်ဖြစ်တဲ့အတွက်လက်ပြမတတ်မဖြစ်ကြလည်းအကျွတ်တမျိုးပဲရှိတာ။ ကျော်တကောင်ဟာသူ့ရီမန်းချက်ပန်းတိုင်းတွေနဲ့ပတ်သက်လို့အယံပြက်သားတယ်။သူ့ဘယ်လိုဒင်ငယ်ကိုလိုချင်တယ်၊ဘယ်လိုဒင်ငယ်ကိုမလိုချင်ဘူးဆိုတာသူ့ဝတာသူသိတယ်။ဒါပေမဲ့လူတွေကတော့ဒီလိုမဟုတ်ဘူးလေ။အဲ့ဒီလိုမပြက်သားတဲ့အတွက်ဖြစ်ပေါ်လာတဲ့ရာလကတော့သူတို့ကိုယ်တိုင်ရောတခြားလူတွေပါအစိတ်စင်ရဲ့ကိုယ်စင်ရဲ့ဖြစ်ရတာတွေပဲပေါ့။အင်နာကခေါင်းငိတ်ထောက်ခံသည်။ ငါကတော့ဝေဘာနဲ့တူတယ်လို့ငါချင်းနေရမတ်ဆန္ဒတွေရောကိုကျင့်တရားတွေပါရှိနေသူလေငါကိုကိုကျင့်တရားတွေကချုပ်ကင်ထားတဲ့အခါမှာငါရဲ့ရမတ်မီးတွေရဲ့လောင်မြိုင်းမှုကိုနားကြီးခံစားရတယ်ငါရမတ်ဆန္ဒတွေကိုမထိန်နိုင်တော့ဘူးဆိုတဲ့အခါကျငါအပြုတ်အမူတွေအတွက်နောက်တစ်ချိန်မှနောင်လာရမိတာပါပဲငါဟာကဘာနှစ်ခုရဲ့အရှုပ်တော်ပုံချာမှာညိနေတာတင်ငယ်မျိုးနဲ့ဘရိုင်းကောင်းကြီးချာမှာအမတ်တက်ရက်ပြီးဘယ်ဘက်လိုက်ရမှန်းမသိဖြစ်နေတယ်လို့ပေါ့ဟဲ့ခုကောတိပြီလား တည်တော့မတည်သေးဘူးဟဲ့ဒါပေမဲ့အတွေ့အခေါ်နဲ့ကိုချင်းတရားပါပြေးသွားတဲ့ရုပ်ကဘာတစ်ခုတိဆောက်လို့ရချင်ရမလားလို့ငါကျူစာလိလာကြည့်ချင်သေးတယ်။ဇလန်လေးမှာအဝေးပါကြဆတဲ့လိုမျိုးပေါ့ဟဲ့ကျွန်ကဟက်ခန်နဲ့တစ်ချက်ရီလိုက်ပြီးနင်ကမဟာရီယာချမ်းသာတဲ့နင့်လင်တော်မောင်ကြီးကိုပြစ်ထားခဲ့ဖို့စဉ်းစားနေရတော့မဟုတ်ပါဘူးနော်ခိုးလ်ကအဝင်ပြောသည်ဒီနေ့ငါတို့ဆွေးနွေးခဲ့ကြတာကိုတိန်ငယ်ကိုကာကွယ်စောင့်ရှောက်ဖို့ရေနောက်ပြီးတခြားလူတွေရဲ့တိန်ငယ်ကိုနေရာရွှေ့ပြဖို့လည်းပါတယ်နော် ပြီးတော့ဒိန်ငယ်ကိုသူကိုယ်တိုင်ရှောက်ကြနေမဲ့အစားငါတို့အတွက်ဒိန်ငယ်ရှာပေးလာအောင်တခြားသူတွေကိုစိတ်ဆော်ပေးဖို့လည်းပါတယ်လေဟုအင်နာကဝင်ပြီးဖြည့်ဆွက်သည်ရစ်ချက်ကတော့မျက်မှောင်ကြီးကျုပ်ပြီးအတွေ့နဲ့နေသည် သူကသူ့ဇနီးအကြောင်းတွေးနေချင်းသူဟာငါ့ရဲ့အချစ်ဒိန်ငယ်ပါကွာဒါနဲ့တောင်သူ့ကိုငါ့လက်ချေကလွတ်ထွက်သွားခွင့်ပြုမိသေးတယ်ငါသူ့ကိုဘလုံးနီးနဲ့ပြန်ပြီးအရာယူရမလဲဒါမှမဟုတ်ငါအတွက်ဒိန်ငယ်အသက်တတုံးလိုအပ်နေပြီလား အဲ့ဒီဒိန်ကြီးအစ်စ်ကရောဒိန်ကြီးအဟောင်းထက်ပိုကောင်းတာတည်တာလို့လားငါတကယ်တတ်မှတ်တဲ့ဒိန်ကြီးဟာသူမှသူတယောက်တည်းပါကွာငါကသူ့ကိုဂယုမဆိုင်ဘူးအလက်ကိုဂယုဆိုင်တယ်လို့သူထင်မယ်ဆိုတာငါဖြင့်တကားမှမတွေးမိပါဘူးဒါပေမဲ့အဲ့ဒါမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ငါသူ့ကိုတကယ်ချစ်ခဲ့လို့ပေါ့ကွာရစ်ချတ်သူ့စကားကိုဆက်သည်ဒိန်ကြီးရတနာဟာတဦးတယောက်ရဲ့အချစ်ဘဝနဲ့မအပ်ဆက်ဘူးလို့ငါထင်တယ်ကွာလူတယောက်ဟာဒိန်ကြီးနောက်တစ်တော့ရှာမယ်ဆိုရှာလို့ရတယ် ။ဒါပေမဲ့နောက်ထပ်ချစ်သူတဦးရှာဖွေအစားထိုးလို့ဖြစ်နိုင်မလား။အောင်မြင်သူတဦးဆိုတာတာယာချမ်းမြေ့တဲ့အိမ်တော်ကြီးတစ်ခုနဲ့တူတယ်။အောင်မြင်သူတဦးဟာသူ့ဒိန်ငယ်ကိုလွယ်လွယ်ကူကူလက်မလွတ်ဘူး။တာယာချမ်းမြေ့တဲ့အိမ်တော်ကြီးတစ်ခုမှာလည်းအိမ်တော်ပတ်နှစ်ဦးဟာတဦးကိုတဦးဘယ်တော့မှလွယ်လွယ်ကူကူမစွန့်လွတ်ကြဘူး။ဒါပေမဲ့လည်းဒီကိစ္စနှစ်ခုစလုံးမှာနှစ်ဦးစလုံးဟာအကြောင်းသူတော်တွေရှိပဲ။ ။ဘာကြောင့်လဲဆိုတော့သူတို့ဟာသူတို့ယုံကြည်တာနဲ့ပြောင်းပြန်လုပ်ရမျိုးလှုပ်ဆောင်ဖို့ပကြမကြဆိုသလိုတခြားလူတွေကိုအမြောက်တို့ပင့်ကောလှုပ်ပေးတတ်ကြလို့ပဲ။ဇလန်နဲ့မှာဝိပြောခဲ့တယ်လို့ပေါ့ကွာ။သူတို့ရောင်းဆောင်နေဆိုတာဘာလဲ။သူတို့ရောင်းဆောင်နေဆိုတာအမှုသားစကားတစ်ခုကိုယူယူတတတာပြောခြင်းပဲ။ပိုပြီးအစင်မြင်တဲ့သူတို့ရောင်းဆောင်လာကြတော့တဝက်မှန်စကားတွေကိုယူယူတတတာပြောခြင်းပေါ့ဆိုတာလေရစ်ချတ်စကားဆက်ပြောနေရင်သူ့မျက်နာပေါ်တွင် အပြုံးရိပ်ကလေးတန်းသွားသည် ငါတော့ဒီဇက်လန်တွေကအတွေ့အမြင်တွေကိုကြိုက်စားပြူလာပြီးထင်တာပဲတကယ်လို့ဘဝဟာအချိန်ရဲ့တစ်ဖက်မဟုတ်ပဲစပန်းနံတစ်ခါဖြစ်နေမယ်ဆိုရင်ငါဘဝခရီးကိုအလျှောက်လန်းရင်လက်ထဲကစပန်းနံတွေကိုပြပြချပြီးစပန်းနံအစ်စ်တွေကိုစွချွေနေလို့ရပါမလားတကယ်လို့ဘဝဟာအရေတွင်တွင်တူးနေတာဆိုရင်တနေရာပြီးတနေရာအရွှေ့ပြောင်းတူးနေမှာတော့ရေကြောကိုမိအောင်တူးနိုင်ပါဦးမလားတကယ်လို့ငါကတခြားလူတွေရဲ့ချိန်ငယ်ကိုမောင်းမိုင်မစည်းပဲနေမယ်ဆိုရင်သူတို့ကငါ့ချိန်ငယ်ကိုလက်ဆောင်နေကြမှာလား နောက်ပြီးသူတို့ဒီငယ်ကိုငါကမောင်းမိုင်းစီမဲ့ဆိုရင်အဲ့ဒီလိုလုပ်တဲ့ငါဟာတကူဖြစ်သွားမလားအောင်မြင်မှုရဲ့အကျိပဲဖွင့်ဆိုချက်ကပါလေဒီငယ်ရဲ့အကျိပဲကပါလေလူအများစုကနှစ်သက်မှမောတဲ့ဒီငယ်ဟာငါအကျိုင်းနေရောအကန့်ညီရဲ့လားငါအနေနဲ့ငါရဲ့ကိုဝိုင်းဘဝတွေကိုဒီလိုအတွေ့အမြင်တွေပေါင်းဆက်ထည့်သွင်းရမယ်ဟုရစ်ချက်ကချက်ပြောသည်။ငါမိမကချင်းနေ ငါတခြားတယောက်တွေ့နိုင်အောင်သူငါကိုခွဲခွာပေးရမယ်လို့ဒါပေမဲ့အဲ့ဒါငါအမားကွာငါကမတရားလောဘကြီးခဲ့တယ်လေငါကတခြားတဲ့ငယ်တွေကိုတိတ်တန့်မှုထားပြီးတိတ်ရှိတန်းကျင်လုံးနေငါအဲ့ဒီအမားကိုပြင်ဆင်မယ်ပြီးရင်ငါကိုခွင့်လွှတ်ဖို့သူ့ကိုတောင်းပန်မယ်သူငါစီကိုပြန်လာခြင်းစိတ်ပေါ်လာအောင်ငါဟာသူ့အတွက်အနံ့အရသာနဲ့အပြည့်စုံဆုံးဒိန်ငယ်ကြီးပါဆိုတဲ့အကြောင်းကိုသူ့ကိုပြပြချင်သေးတယ်။တက်ကူရှိတာကဒိန်ငယ်အစ်စ်ဟာဒိန်ငယ်အဟောင်းထက်ပိုကောင်းခြင်းမှကောင်းမယ်လေ။ ရချာဤရပွင့်နိုင်ကိုကြရတော့အားလုံးတိတ်ဆိတ်နေကြ၏သူတို့လည်းသူတို့ဤကိုယ်ပိုင်ဘဝများအကြောင်းတွေးမိနေကြသည်ဂျက်စီကာကလည်းကြောင့်ရှင်းတန်ပြုတ်ရင်တိတ်ဆိတ်မှုကိုဖြူခွဲလိုက်၏ရချာရဲ့ရပွင့်နိုင်ကိုကြရတော့လွန်ခဲ့တဲ့၁၀နှစ်တုန်းကငါဘဝကိုပြန်ပြီးတည်ရမိရဲ့အဲ့ဒီတုန်းကတော့ငါအိမ်တော်ကြီးဟာမှုစော်နံနေတဲ့နှစ်ချို့တင်ငယ်တုံးကြီးလို့ထင်ခဲ့တာပေါ့ရဲ့အဲ့ဒီတုန်းကငါကိုလွှမ်းမိုးနေတဲ့အတွေ့ကတင်ငယ်အစ်စ်အတွက်တင်ငယ်ဟောင်းကိုစွန့်ပြစ်ရမယ်ပေါ့ ခိုးကအကြီးမောပြီးသဘောတူထောက်ခံသည်ငါလည်းငါအတိတ်ရဲ့တစိတ်တစ်ပိုင်းကို ထားရခဲ့တာပါပဲအင်နာကတော့ကန့်ကွက်စကားဆိုသည်ငါကတော့နေလို့နှစ်ယောက်စလုံးနဲ့မတူဘူးဟဲ့ငါကငါရဲ့ပထမအင်အောင်ကြီးအဆင်ပြေအောင်အားထုတ်ကြိုးစားခဲ့ပါတယ်ငါတင်ငယ်ကိုမစွန့်ပစ်ချင်ခဲ့ဘူးလေပြောင်းပြေးရမှာကတင်ငယ်မဟုတ်ဘူးငါတို့ရဲ့အမှုအကျင့်အဟောင်းတွေသာဖြစ်တယ်လို့ထင်ခဲ့တယ်ဒါပေမဲ့တကယ်တမ်းဒုက္ခပေးနေတာကငါ့ရဲ့ဇမတ်ဆန္ဒတွေသာဖြစ်တယ်ဆိုတာတဖြည်းဖြည်းသိမြင်လာတယ် အကြောင်းပြချက်ကအရှင်းပါတယ်။ငါရဲ့ပထမယောက်ျားဟာဘလောက်ပြောင်းလဲလာလား။လက်ရှိယောက်ျားလောက်တော့ဘယ်တော့မှချမ်းသာလာမှာမဟုတ်ဘူး။ဒီတော့သူ့ကိုငါပြောခဲ့တယ်။နောက်ထပ်ဒင်းငယ်တဲ့တုံးရှာတော့လို့အမှန်ကတော့ဒင်းငယ်အစ်စ်တဲ့တုံးလိုအပ်နေတာကငါဖြစ်နေရလေ။ဒါပေမဲ့နောက်ဆုံးတော့ငါလိုအပ်တဲ့ဒင်းငယ်အမျိုးအစားကိုငါတိကျလာပြီ။လက်ရှိယောက်ျားနဲ့ငါအိမ်အောင်ပြုခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ကိုလူတော်တော်များများကငငန့်ကြက်လိုချင်တတ်မှတ်နေကြတာကို လူတိုင်းကလှုပ်လှလာလာဖြစ်နေတဲ့ခြေငယ်မျိုးဟာငါလှုပ်လာပြီးလိုအပ်နေတဲ့ခြေငယ်မျိုးဖြစ်ရမယ်လို့တွေးခဲ့တာကလားလူတိုင်းကငငန်းတက်လိုချင်တတ်မှတ်နေတဲ့အချစ်တင်ငယ်ကြီးဟာလက်စတတ်တော့ပြည့်ရမှာလဲအစီနဲ့တဝင်းဝင်းစားရမှာလဲသဲနေတရှက်ရှက်ဟင်းနှုံးကြီးတတုံဖြစ်နေတော့တာကိုဟဲ့ဟုတ်ပါဗျာဟုခိုးကခြောက်ခံသည်ငါလဲအဲ့ဒီပြဿနာမျိုးကြုံခဲ့ရတာပဲငါအရင်မိမကရုပ်ရှင်မင်းသမီးလေး ူရဲ့ရုပ်ရည်အလားနဲ့ညှို့အားကသူ့ကိုလိုချင်တတ်မှတ်စရာကောင်းတဲ့ဒင်ငယ်တတုံဖြစ်လာစေတယ်။ဒီတော့ငါလည်းသူ့ကိုကြွေသွားတာပေါ့ဟာ။တော်တော်ကြီးအချိန်ယူအားထုတ်ပြီးပူဝန်ပြီးရဲ့နောက်ဒိုးနေရောက်လက်ထပ်လိုက်ကြရတယ်။ဒါပေမဲ့အနေပြောသွားတဲ့အတိုင်းပါပဲဟာ။စားရမှလည်းအသေးနဲ့ရှက်ရှက်ဟင်းနှုံကြီးတတုံပါပဲလေ။ဒါနဲ့အချိန်အတိုင်းတာတစ်ခုအကုန်လုံးပြီးသွားတဲ့အခါမှာငါသူ့ကိုပြောလိုက်တော့တယ်။ကိုပြောမယ်အမေအစ်စ်တယောက်ယောက်တော့ရှာသိမ့်မေးထင်တယ်လို့။ဒီတော့သူကအေးဒီအေးဆက်ပဲပြန်ပြောတယ်လေ။ အမလေးရှင်အဲ့လောက်ကြီးပညာသားပါပါအလဲပတ်ပြောနေဖို့မလိုပါဘူးရှင်းရှင်းလေးပြောလိုက်ပါကိုလိုအိမ်တော်ကြီးကတော့မအောင်မြင်ဘူးဟဲ့ဒီတော့တခန့်ရက်လိုက်ကြဆိုလို့အဲ့ဒီတုန်းကတော့ဒီမိန်းမဘာကြောင့်စိတ်ဆိုးရပါလဲဆိုတာငါအထာမပေါက်ခဲ့ဘူးဒါပေမဲ့ဒီဇက်လန်းနားထောင်ကြည့်ပြီးမှပဲကောင်းကောင်းသဘောပေါက်လာတော့တယ်မင်းအနေနဲ့ချိန်ငယ်အသက်ထပ်ပြီးရှားချင်းတိုင်မင်းလို့တစုံတစ်ယောက်ကိုပြောတာဟာရှုံးနေသူကိုမင်းရှုံးပြီကွာလို့အထက်ကနေစီစီပူပူအသားယူပြောနေတဲ့မျိုးပဲ ဘသူကအချက်ပြီးဒင်းငယ်ရှာခြင်းပါအောင်မလဲကွာရစ်ချက်ကကောက်ချက်ချသည်မှာဒီဇက်လန်အသက်ထဲမှာပို့ပြီးအတုံးတဲတဲ့အတွေ့အမြင်တွေပါနေတယ်လို့ငါချင်တယ်ကွာအင်နာပြောတာကိုငါသဘောပေါက်ပါတယ်စတော်ဘယ်ရီအနံ့အရသာထည့်ထားတဲ့ဒင်းငယ်ကိုတစ်ခွာအနံ့အရသာထည့်ထားတဲ့ဒင်းငယ်အဖြစ်ပြောင်းပြလို့ပဲရမလဲကြပါမယ်လေလူအဖွဲအစီကတစ်ခွားနဲ့ဒင်းငယ်ကိုမှလူလာတောင်းတကြရဲဆိုတဲ့အခါကျတော့မင်းဒင်းငယ်အဟောင်းကိုစွန့်လို့ပြီးတစ်ခွားဒင်းငယ်လိုချင်စိတ်ကိုချိုးနိုင်ဖို့မလွယ်ဘူးလေကွာ ဟုတ်တော့ဟုတ်ပါတယ်။တစ်ခွာတင်ငယ်ဟာအမင်းအကြိုင်နဲ့ကိုက်ညီချင်မှကိုက်ညီမယ်။ဒါပေမဲ့ဒါကတမျိုးလေး။ဘယ်တော့မှမဟောင်းမအုံမပြတ်တဲ့တင်ငယ်မျိုးတွေ့လိမ့်မယ်လို့ငါဘယ်တော့မှမမျှော်မှန်းခဲ့ပါဘူး။ဒါပေမဲ့ slit နဲ့ whisper လို့ဖြစ်ဖို့တော့မျှော်မှန်းနေ။ငါလက်သေးကတင်ငယ်ဟောင်းတွေမှုတတ်မကုန်မီ။တင်ငယ်ရှာကျွမ်းကျင်သူတွေကငါကိုတင်ငယ်တစ်တွေရှာဖွေပေးဖို့လေ။ဒါမှသူတို့ကငါတင်ငယ်ဟောင်းတွေရရရရဝေပေးနိုင်စွာရှိအောင်ပေါ့။ ူတို့တို့တွေတင်ငယ်အသက်ရှာချင်လာအောင်လှုပ်ဆော်ပေးမယ်စနစ်တကူထွေးမယ်ကွာအဲ့ဒါဆိုငါတင်ငယ်တွေမှုတ်တက်တုံးမှာအစိုးရနေဖို့မလိုတော့ဘူးဘာကြောင့်လဲဆိုတော့တင်ငယ်အသက်တွေကအဆက်မပြေငါစီဝင်းနေမှာကိုစတီဗင်ကမင်းတို့အားလုံးဒီဇက်လန်ကနေစင်ကျင်စရာတွေးစရာကလေးတွေရခဲ့တဲ့အတွက်ငါဝမ်းသာပါတယ်ကွာဒီဇက်လန်ကိုမင်းတို့တခြားလူတွေကိုလည်းထပ်ဆင့်ဖြန့်ဝေပေးမယ်လို့ငါစိတ်ရောကိုယ်ကမျှော်လင့်ပါတယ်ဟုပြောသည် စတီဗင်အနေဖြင့်ဒီဇလန်ကိုစာအုပ်ရေးတင်ကြ။တစုံတစ်ယောက်ကအကြံပေးသည်။ဟုတ်တယ်ဟဲဟူအင်နာကထောက်ခံသည်။စလစ်လိုကောင်းစားလေးတွေ၊စကန်ပါလေးတွေ၊ဝစ်ပလေးတွေ၊ဝေပါလေးတွေ၊စပိုက်တာလေးတွေ၊နောက်ပြီးဝစ်ပါလေးတွေအများကြီးရှိတဲ့တို့ရဲ့မိခင်ကျောင်းတော်ကြီးအတွက်ဒီဇလန်လေးကအသုံးတဲလိမ့်မယ်ဟဲ့။ဝင်းကဘာထဲမှာအချိန်ငယ်ရှာဖို့ဆလင်းနဲ့စကန်ပါများလက်တွေအုံးမလားလို့ငါတွေးကြည့်နေမိရဲ့ကွာဟုခိုးကမေးသည်။မင်းကသူတို့နှစ်ကောင်တွေးစီချင်လို့လား ေကအစတီဘေအေတုံပြန်ချက်အေးငါကတော့တွဲစီချင်တယ်သူတို့တကောင်ချင်းရှာတာနဲ့စာရဲနှစ်ကောင်တွဲပြီးရှာတာကဒိန်ငယ်တွေ့ဖို့အလားအလာပိုကောင်းတာပေါ့ခိုးကပြန်ပြောသည်ထိုအပ်ကစတီဘင်ကမှန်တယ်ပူပေါင်းဆောင်ရွက်ခြင်းဟာပိုပြီးတင်းမြတ်ကြပေါ့စလင်းနက်စကန်ပါတို့အတူတွဲပြီးအလုပ်လုပ်ကြလဲဦးမယ်လို့ငါထင်နေတယ်နှစ်ပတ်လဲပွဲကြရင်ငါဒီအချက်ကိုပြည့်စုံရှင်းလင်းအောင်တင်ပြမယ်အမိတက်ကတော်ကြီးမှရှိတဲ့ငါတို့ရဲ့ညီငယ်ညီမငယ်ကလေးတွေအားလုံးကိုပြောပြမယ် လူဘဝမှာအောင်မြင်မှုရရှိဖို့အတွက်သူတို့ရဲ့အားနည်းချက်တွေဖယ်ရှားပြစ်ပြီးကြွတွေလို့ပြုမူကြရမယ်လို့ပြောပြရမယ်။တကယ်လို့ဝိပလူငယ်ချမ်းတဲ့ဘဝမျိုးနဲ့နေတဲ့ဆိုရင်တော့တင်ငယ်နေနေပါပါပဲလူလိမ့်မယ်ဆိုတာလည်းပြောပြရမယ်။အချိန်တွေကာလတွေကြာညောင်းလာတဲ့အခါကျတော့နှယံတွေပေါ်မှာရှိထားတဲ့သူတို့ရဲ့အတွေ့အမြင်တွေကိုတခြားလူတွေဖတ်ကြားလိမ့်မယ်ဆိုတဲ့အကြောင်းပေါ့။ ဒီတော့ဘသူဘဝကပူပြီးအနှစ်သာရရှိတယ်လေဝိဖြစ်ဘဝလားဝိပါရဲ့ဘဝလားဒါမှမဟုတ်စပိုက်တာလေးရဲ့ဘဝမျိုးလားမေးသူကလော်ရာနင်လည်းတွေးခေါ်ရှင် ဖြစ်လာပါပြီဘောလားဟဲ့စတီဗင်ကပြောလိုက်တော့အားလုံးဝိုင်းရီမောကြလေသည်သူဒင်းငယ်ကိုသူများမောင်ပိုင်းစီးသွားတဲ့အခါမတုံမလုံတုံမြန်ကြတာအကျွတ်တမျိုးပဲရှိတယ်။နောက်ပြီးတခြားသူတွေရဲ့ဒင်းငယ်ကိုအတားငန်းငန်းလိုရှင်တတ်မှတ်ဖြစ်တဲ့အတွက်လက်ပြမတတ်မဖြစ်ကြလဲအကျွတ်တမျိုးပဲရှိတာ။ ကျွဲ့တကောင်ဟာသူ့ရီမန်းချက်ပန်းနိုင်တွေနဲ့ပတ်သက်လို့အယံပြက်သားတယ်။သူ့ဘယ်လိုတင်ငယ်ကိုလိုချင်တယ်၊ဘယ်လိုတင်ငယ်ကိုမလိုချင်ဘူးဆိုတာသူ့ဘာသာသူသိတယ်။ဒါပေမဲ့လူတွေကတော့ဒီလိုမဟုတ်ဘူးလေ။ငါတော့ဒီဇက်လန်တွေကအတွေ့အမြင်တွေကိုကြိုက်စားပြုလာပြီးထင်တာပဲ။တကယ်လို့ဘဝဟာတင်ငယ်တစ်ဖက်မဟုတ်ပဲ။စပန်နံတစ်ခါဖြစ်နေမယ်ဆိုရင်ငါဘဝခရီးကိုလျှောက်လန်းရင်လက်ထဲကစပန်နံတွေကိုပြပြချပြီးစပန်နံအစ်စ်တွေကိုဆွချွေနေလို့ရပါမလား။ တကယ်လို့ဘဝဟာအရေတွင်တွင်တူးနေတာဆိုရင်တနေရာပြီးတနေရာအရွှေ့ပြောင်းတူးနေမှာတော့ရေချောင်းကိုမိအောင်တူးနိုင်ပါဦးမလားတကယ်လို့ငါကတခြားလူတွေရဲ့ဒိန်ငယ်ကိုမောင်းပိုင်းမစီပဲနေမယ်ဆိုရင်သူတို့ကငါဒိန်ငယ်ကိုလက်ဆောင်နေကြမှာလားနောက်ပြီးသူတို့ဒိန်ငယ်ကိုငါကမောင်းပိုင်းစီမယ်ဆိုရင်အဲ့ဒီလိုလုပ်တဲ့ငါဟာတကူးဖြစ်သွားမလားဒီမယ်ဝေးငါမှဒိန်ငယ်တွေအရှက်အပင်ရှိခဲ့ပါတယ် ဒါပေမဲ့ငါစိတ်မချမ်းသာခဲ့ဘူး။ငါတင်ငယ်တွေကိုတခြားလူတွေမောင်းပိုင်စီးသွားမှတည့်ရမလက်စိုးရင်ပူပန်နေခဲ့ရတယ်။